မင်္ဂလာပါရှင်။ရန်ကုန်ခေတ်တချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားပြည်မြောင်းလယ်ကိုကျူးစွန်မဲ့စစ်တပ်ထောက်ခံသူတွေနေပြည်တော်လိုင်းလမ်းစေဟိုတယ်ကအပါအဝင်နေထိုင်စားတဲ့ကိုကစိန်ငိမ့်နဲ့ငွေကျပ်၃၀၀၀ပါမဖို့ပဲ။ယနေ့ရုရှားခင်းစစ်မှပြန်လာမဲ့ဂျပန်မြောင်းလယ်ကိုကျူးစွန်တဲ့အတွက်စစ်တပ်ထောက်ခံသူတွေကိုနေပြည်တော်တို့လာရင်လမ်းစေဟိုတယ်ကအပါအဝင်နေထိုင်စားတဲ့ကိုစိန်ငိမ့်နဲ့ငွေကျပ်၃၀၀၀ပါမဖို့ဖြစ်ပေးကြောင်းနေပြည်တော်စစ်တပ်သတင်းမြစ်ကပြောတယ်။ အဂျပန်မြောက်လိုင်းနိုင်ငံခြားခီးစင်မှပြန်လာတိုင်းဂျိုဆန်အတွက်စစ်တပ်နဲ့အတူစီးပွားရေးအတွက်ပတ်လောက်ကိုင်းနေတဲ့စီးပွားရေးလုပ်ငန်းတချို့ကအကောင်ကြခံစီစဉ်ကြောင့်မြောက်လိုင်းကိုကျုံဆိုရင်းနေပြီးတော့တို့လာမယ်စစ်တပ်ဘက်တော်သောတရုတ်ဆောင်ဆိုတော့ဟာတလူရှင်တော်တွေမပါတာပုံကြီးတွေအမျိုးသားရေးဆွံ့ရောက်တဲ့လမ်းစေဟိုတယ်ကစားစိတ်တဲခိုစိတ်မှုပိုးဖြင့်ငွေကြေး၃000ကိုပါစီစဉ်ပေးကြောင်းသိရတယ်။ ဒီနေ့ပြန်လာမယ် schedule ကြီးစဉ်အတိုင်းဆိုရင်တော့ညနေလောက်ရောက်မယ်ကြိုးစိုးရေးအတွက်အရင်လိုပဲမိဖက်စီပွားရေးသမားတွေကနေတိုင်းစားစိမ်မှုဘူပါစီစဉ်ပေးပြီးကြိုးစိုးရေးခေါ်တယ်။မင်းသားမင်းသမီးတွေကတော့တစေတာမန်ထောက်ခံသူတွေကနေဆောင်မှုဘူတုံတောင်းပေးတယ်။မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်တာမန်ကနေပြီးတော့စီပွားမှာထားတယ်။လမ်းစိတ်ကကားဆင်လုံးခါတယ်ဈေးရီအကုန်လုံးကစီပွားရေးသမားတွေကြာခံတယ်။ မရောက်နိုင်ပြပခီးစဉ်ကနေပြန်လာတိုင်းရန်အောင်ဆွန်မြသူစားဒိန်တော်ခန့်စီသူမေတန်းသူမေတင်စားအောင်ဆိုင်စစ်တပ်ဘတော်သားတယောက်စားဟာတော့လူရှင်တော်နဲ့အစောတော်ချုပ်ကလည်းကြိုးစိုးလေးရှိပြီးမဘာသာနဲ့အမျိုးသားအစံအောင်တွေကလည်းငွေကြေးရသဖြင့်တော့ကြိုးစိုးကြသူရတယ်။ထို့ပြင်စစ်တပ်ကမရောက်နိုင်ကိုကြိုးစိုးရေးအတွက်နန်းစီရီယံဝန်ထမ်းတွေနဲ့မိသားစုတွေကိုလည်းစင့်ခေါ်လေးရှိပြီးယနေ့ပြန်လည်ရောက်ရှိမယ်ပြပခီးစဉ်အတွက်လည်းနန်းစီရီယံတွေကို လောက်ကြိုးစိုးခိုင်းတာကြောင့်သိရတယ်မရောက်နိုင်ကိုကြိုးစိုးရေးတံငွေကြေးကုန်ကြမှုတွေကိုစစ်တပ်လောက်ကမြမစီပွားရေးဥပိုင်မြမစီပွားရေးကော်ပိုရေးရှင်းတို့နဲ့တူစီပွားရေးတွေဖက်လုပ်နေတဲ့စီပွားရေးသမားတွေကအများဆုံးကုန်ကြကံငွေစိုက်ထုတ်ပေးကြောင်းသိရတယ်ဥပိုင်တို့ MEC ယူရိုကခမားတို့ဒါတော့အကုန်ကြခံလိုက်ဆိုပြီးမိဖက်စီပွားရေးသမားတွေကိုငွေထုတ်ခိုင်းနေဟိုကလည်းဒါလောက်ကတော့ထုတ်တယ်ပြင်ရတာကများတော့စိုက်ထုတ်ပေးသွားပါတယ်အကြဖတ်မြောက်လိုက်ကစတီမလာ24ရက်နေ့ကနေ29ရက်နေ့ထိရုရှားနိုင်ငံကိုသွားနေခြင်းဖြစ်ပါတယ် ဆက်လက်ပြီးပူလောမြို့နယ်တောင်ရကန်းရွာမှာတဆွဲထားစစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကနှောက်သေးဆုံးဆုံးတနင်္သာရီတိုင်းပူလောမြို့နယ်တောင်ရကန်းရွာမှာတက်ဆွဲထားကြပတ်စစ်သားတွေကိုဝေရောက်တိုက်ခိုက်ရာစစ်တပ်ဘက်ကနှောက်သေးဆုံးကြောင်း KNL တက်မာလေးဒုတပ်ဖွဲ့တော်ဝန်ရှိသူကပြောတယ်စတီမာလာ26ရက်နေ့မနက်9:00မိနစ်20ခန်းမှာတမိုင်းတောင်စကန်းကနေစွန့်ကားထွက်ပြေးသွားကြပတ်စစ်သားတွေကတောင်ရကန်းကြီးရွာမှာတက်ဆွဲထားကြောင်း KNL ဒုတပ်ဖွဲ့ကတော့တိုက်ခိုက်ခဲ့ပါတယ် တာယာကန်မှာတက်ဆွဲတဲ့စစ်တပ်ကကျေးရွာတွင်ရှိပြည်သူပိုင်ပစ္စည်းကိုခိုးယူခြင်းမွေးမြူထားတိရိစ္ဆာန်တွေကိုခိုးယူဖမ်းဆီးစားတောက်ခြင်းတွေပြုလုပ်နေတဲ့အတွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရင်းတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ကနှောင့်သိဆုံးပြီးသုံးပြင်းထန်တဲ့အားရှိကတော်လင်းရေးပေါ်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်။ စစ်ကွဲတွေကပြည်သူ့ပြည်စီကိုပြန်စီရတိရစ္ဆာန်တွေကိုတပ်ဖြတ်စားတောက်တိုင်းလှုပ်ဆောင်နေလို့အမဲချွေလုပ်ငန်းစဉ်ကိုဆက်လက်လှုပ်ဆောင်လို့ချင်းကြောင့်တောက်ရောက်တိုက်ခိုက်ခဲ့တာပါစစ်ကွဲတွေဘက်ကနှကောင်သေးပြီးသုံးကောင်ပြင်းထန်တရားရတဲ့ကျွန်တော်ဘက်ကတအုပ်တရားများအထိခိုက်တရားရခြင်းမရှိဘဲဆုတ်ခွာနိုင်ခဲ့လို့ KNL တက်မှလေးတို့တပ်ဖွဲ့ထားဝိရှိသူကပြောတယ် ဘူလုံမြို့ကိုချိန်ပြထားတဲ့စစ်တပ်ကမြို့နယ်တွင်စစ်ကြောင်းထုံးမှုရှင်နေပြီးကျေးရွာများအတွင်မှပြည်သူစစ်နယ်ပြည်စောတွေကိုစုစည်းကနေမြင့်ရှင်လေးအမြင့်တက်ပြီးရွေးကောက်ပွဲတွင်နေမြင့်ဆုံးမှုမှုရရှိရန်ကြိုးစားလာနေကြောင်းလက်တလောက်စစ်တပ်ကစစ်ကြောင်းထုံးလာနိုင်သဖြင့်ပြည်သူများအနေနဲ့တည်နှက်သွားလာနေထိုင်ကြရန်လေကြောင်းအနေနဲ့ဒရုန်းအနေနဲ့ကိုလည်းသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်းပူလောမြို့နယ်ချင်းဆိုင်တော်လိုင်းတပ်ဖွဲ့ချုပ်ကသိပေးပြောဆိုတယ် ဆလပီဂျပန်စစ်တပ်ကြောင့်မဲကိုပေါင်900ပုံကျဲစားတိုက်ခိုက်ဖုန်ကြီးကျောင်းပောင်းဝင်နေလုံး20ပြက်စီရှမ်းပြည်နယ်မြောက်ပိုင်းကြောင်းမဲမြို့ပန်းတပြင်းကြီးအကိုစစ်တပ်ကပေါင်900ပုံနေကျဲစားတိုက်ခိုက်တာကြောင့်ကျေးရတွင်ဖုန်ကြီးကျောင်းပောင်းဝင်လူနေအလုံး20နီးပါးပြက်စီခဲ့လို့တန်ရင်မျိုးသမီးဖွဲ့စည်းတံကနေတည်ရတဲ့ PGS တင်မ29ညနေ4နာရီချိန်မှာဂျပန်စစ်ကော်မရှင်တပ်ကအဆိုပါပန်းတပြင်းကြီးအကရဖုန်ကြီးကျောင်းကိုဦးတည်တိုက်ခိုက်ခဲ့တာဖြစ်တယ်စစ်တပ်ကနေဒုတိယကြိမ်မြောင်လေးကြောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့ပန်းတပြေကြီးအားထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့သိရတယ် ပေါင်900ပေါင်ကပြင်းထန်လွန်လာကြောင်ရွာဦးဖုန်ကြီးကျောင်းတို့ခုလိုပျက်စီးသွားတယ်ပြင်ရွာဖုန်ကြီးကျောင်းဘေးပတ်ပတ်လည်းကလူနေရဲ့အလုံး20နီးပါးကလည်းသွတ်လန်တာပရင်ပေါ့မှန်ကွဲတာဆိုင်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်။ကြောင်မဲဒေတာကံမျိုးသားတယောက်ကလည်းကြောင်မဲကနေနှစ်ချိန်ဖြစ်သွားတာကြောင်မဲကနေပြန်လာချိန်နဲ့တစ်ဘက်ရောက်တော့တောင်နောက်နဲ့ငိန်ချန်ရီကုန်းစံနာလေးမှာခြားတယ်။ဒါပေမဲ့အဲ့ဒါကွင်းပြင်မှာပဲခြားတယ်လို့ပြောတယ်။ကျွန်တော်လဲကုန်းရပြန်ရောက်တော့ပန်းသပြင်မှာပြန်ခြားတယ်နှစ်ချိန်။ VGS တင်မာလေးရကလည်းတရထဲမှာပဲပန်ကုတ်ကြီးရာစီဒီကုန်းနဲ့ပန်းသပြင်းကြီးရာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံကျက်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာခံမြို့သမီးတယောက်ထိခိုက်ဒဏ်ရာခဲ့တဲ့အပြင်ဇေဒီကုန်းစားတဲ့ကြောင့်လည်းနေချို့လည်းထိခိုက်ပျက်စီးခဲ့တယ်။ပန်ကွန်ကျောက်အုပ်စုဟာကြောင်မဲမြို့ရဲ့ရှေးဘက်နှမိုင်းကွာမှာတီရှာဖြစ်ပြီးစစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေနေရာကြောင်မဲမြို့အနောက်ဆက်မှာဖြစ်တယ်လို့သိရတယ်။ TWA သတင်းဌာနမှတန်တာဝန်ခံကတော့အခုတရက်နှစ်ရက်မှာဘုံကျဲရီကဇက်တိုက်ဖြစ်လာတော့ကြောင်မင်းမြို့ပေါ်မှာလည်းရှောင်းတဲ့သူတွေလည်းရှောင်းကုန်ကြပြီးဈေးကြီးတယ်ဆိုပိတ်ထားတယ်။တချို့ဆိုင်တွေဖွင့်တဲ့လူတွေကတော့ရှောင်းကုန်ကြပြီလို့သိရတယ်။ ဆက်လက်ပြီးပြည်သူ့ကောင်ကွယ်ရေးတပ်မတော်အမှတ်1သုံးရာတတတန်ရဲ့အပတ်စဉ်ကိုအခြေခံစစ်တင်နေစဉ်ပွဲအမျိုးသားညွန်ရေးဆိုရကောင်ကွယ်ဝင်ကြီးဌာနရှမ်းကင်နေတိုင်းစစ်သားသားလာအောင်ကံပုံအမျိုးသားကောင်ကွယ်ရေးတပ်ပြည်သူ့ကောင်ကွယ်ရေးတပ်မတော်အမှတ်1သုံးရာတတတန်ရဲ့အပတ်စဉ်ကိုတင်နေစဉ်ပွဲကိုလူမြောက်နေမြေတနေရာမှာကျင်းပခဲ့လို့ပုံ National Defense Force ကထုတ်ပြန်နေ PNDF ရဲ့အခြေခံစစ်တင်နေမှာကိုကရကျမ်းမာကြန့်ခိုင်စီရဲ့၄ချိန်ခံတွေအခြေခံစစ်ပညာနဲ့သက်ဆိုင်တဲ့သင်ခန်းစာတွေစစ်တပ်တော်ကျင့်ဝတ်တဲ့နိုင်ငံရေးသိပညာတွေကိုထည့်သွင်းတင်ကြားပေးခဲ့လို့ဆိုတဲ့ အခြေခံစစ်တင်တဲ့စင်ပွဲကိုတရင်ရဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ကင်းဒီမျိုးသက်ကာကွယ်ရေးတပ်တာဝန်ရှိသူတွေ၊ညီနောင်မဟာမိတ်ရဲဘော်နဲ့ဒေသခံပြည်သူတွေတယောက်ခဲ့ပြီးတင်းနှင်းစင်ရဲဘော်တွေကိုအပိစကားပြောကြားခဲ့လို့သိရတယ်။ PNDF အနေနဲ့အာနာရှင်စနစ်စုံမင်းသမီးကိုတိုက်ခိုက်ခြင်းမဟုတ်တော့မယ်လို့ဂရီသစ္စာပြောကြောင်းနဲ့ PNDF နဲ့အတူတိုက်ပွဲဝင်လွဲတပ်သားတွေကိုလည်းထပ်မံဖိတ်ခေါ်ကြောင်းထုတ်ပြန်နေတယ်။ ဆက်လက်ပြီးတော့ IRSA နဲ့ RSA ဖွဲ့တွေကိုလက်ခံခြင်းထောက်ပံ့ခြင်းပြုရန်ဘင်္ဂလားဒေ့ရှ်ဆွေးနွေးကိုအေအေကတိုက်တွန်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကမှခြေကုပ်ယူပြီးရခိုင်ပြည်ကိုစိတ်ဝင်စားကြံပတ်မှုတွေကျူးလွန်နေတဲ့ IRSA နဲ့ RSA ဖွဲ့တွေကိုဘင်္ဂလားဒေ့ရ်ဆွေးနွေးအနေဖြင့်အရေးယူဆခြင်းတွေပြုလုပ်ရတဲ့ခတ်တတော်ကြီးကတိုက်တွန်းနေ IRSA ရဲ့ RSA ဖွဲ့တွေကဘင်္ဂလားဒေ့ရ်နိုင်ငံဒေသတွေမှာအခြေခံစစ်တင်တဲ့နေရယူပြီးရခိုင်ပြည်၊ပြူသီးတောင်၊မောင်တော်ဒေသတွေမှာအကြမ်းဖက်မှုတွေကျူးလွန်နေကြောင်းနဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာမောင်တော်မြို့နယ်၊တမန်းသာရွာနဲ့ ုံညိုရွာမှာရသားစေကံကိုရဲဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ခဲ့တယ်။ရခိုင်ပင်လာတဲ့နယ်စပ်ရခိုင်ပတ်ချံနယ်စပ်မှတ်တိုင်52 56နဲ့59နီးတို့ကအာရခတ်တတော်ဤနယ်စပ်လုံးကျွန်းတက်စကန်တခုကို AIS တဖွဲ့နေကဘင်္ဂလားဒေ့ရှ်ဘက်ကနေစိတ်ဝင်တူပေါက်တိုက်ခိုက်ခဲ့လို့ဤကထုတ်ပြန်နေ။ထို့ကြောင့်ကျင်းပြ BGP မှအရာရှိချိုးနယ်စစ်သွေးကြလှုပ်ရှားမှုပေါ်ထောက်ခံအပိနေကြတဲ့လူတို့ချို့ကိုဘင်္ဂလားဒေ့ရှ်ရာနေပြည်အမြန်ဆုံးဖော်ထုတ်ရေးယူတဲ့လို့အင်ကားတိုက်တွန်းနေ။ မကဲရဲ့ကျန်းဖတ်အရာရဲ့စီနဲ့အားရစုံဘွားတွေကိုဘင်္ဂလားဒေ့ရှ်ဆိုရအနေဖြင့်ရင်းယူထိန်ထိန်ချောင်းထိန်ချောင်းခြင်းမရှိဘဲယခင်ယခုအတိုင်းဆက်လက်လွတ်ပေးတာမျိုးဆိုပါကနှစ်ဖက်နယ်စပ်တည်ငြိမ်လုံခြုံရေးနဲ့ဆက်ဆံရေးတွေကိုထိခိုက်စေနိုင်ကနှစ်ဖက်တင်းမမှုကိုလည်းပုံမှန်မြင့်တက်စေနိုင်တယ်လို့အေကာသတိပေးတယ်။နိုင်ငံတကာအသိုင်းအဝိုင်းများနေဖြင့်လည်းဤပြည့်ရဲ့ပေါ်သေးချာစောင့်ကြည့်ပြီးဝိုင်းဝန်းဆောင်ချက်ထိန်းသိမ်းပေးစလိုကြောင်းအေကာတောင်းဆိုတယ်။ တဆက်ထဲမှာဘင်္ဂလားဒေ့ဆိုရနေဖြင့်မိမိတို့ဖွဲ့စည်းကြနှစ်ဖက်ပြည်နယ်စီမံအနည်းလမ်းတွေကိုအမြန်ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာဦးစားပေးလှုံ့ဆော်တင်ကြကိုလည်းလေးနက်စွာကြံပြလို့အေအေကထုတ်ပြန်နေ။ဘင်္ဂလားဒေ့ရခိုင်နယ်စပ်တလျှောက်မှာနေထိုင်ကြမူဆလင်မုတ်တဲ့ရခိုင်ပေါင်းတခြားသောမျိုးနယ်စုချို့ကိုလည်း AIS AIS အဖွဲ့မှအကြမ်းဖက်တပ်ဖြတ်လွယ်ဖြစ်စဉ်မှာရက်များအတွင်သုံးခုထိုင်ရှိခဲ့တယ်။ အဆိုပါဂျပန်ဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေပြီးနှက်မြင့်နဲ့မယူတောင်းတန်းလမ်းကြောင်းတွေကတစဉ်အာရခပြည်မောင်းတော်ခိုင်တွင်ကိုဝင်ရောက်ကနေဆက်ရှိအာရခတပ်တော်လုံခြုံရေးစခန်းတချို့ကိုစတိုက်သိမ်းပိုက်ခဲ့ပါတယ်။ရှင်းနီးဒူဒေသခံအာရခပြည်သူလူထုတွေကိုလူပြတ်တဲ့နေရာတွေမှာချောင်းမြောင်ပစ်ခတ်တပ်ဖြတ်ခြင်းအကြမ်းဖက်ဗန်စီနှိပ်စက်ခြင်းအနိုင်ကျင့်ဝင်ညစ်ခြင်းလူရဲခြင်းပြည်မိဆွေးခြင်းတို့ကိုလည်းစတိုက်ကြီးလုံးလျက်ရှိလို့အေအေကပြောဆိုထားပါတယ်။နောက်ဆက်အောင်ပြကြတဲ့ဒူဝင်ခြင်းဆိုတင်ရှိပါရစေ။